傲你努力向别人做 UAB。UAB with you on your journey of life. ဒီနေ့အောင်မြင်နေသူတွေတိုင်းဟာအချိုးအကွေ့များစွာကိုဖြတ်သန်းခဲ့ပြီးသူတွေပါ ီလိုအထက်အခဲအချိုးအကွေတွေကိုသူတို့ဘယ်လိုဖြတ်သန်းခဲ့ကြလဲဆိုတာ 70TV ရဲ့ Turning Point စီစဉ်ကနေတင်ဆက်ပေးပါမှာပါအကြံပေးတဲ့ point မှာတော့မြန်မာလူမျိုးတိုင်းအမြတ်တမျိုးတံမိုးထားကြတဲ့ရွှေလုပ်ငန်းလောကကဥအောင်ရဲ့ဘဝအချိုးကိုတွေကိုတင်ဆက်ပေးသွားမှာပါ။အောင်သမားလေးစိန်ရွှေရနာအယောင်းဝယ်လုပ်ငန်းနဲ့ရွှေသန့်စင်လုပ်ငန်းတွေရဲ့ဥဆောင်တည်ထောင်သူဖြစ်ပါတယ်။ ရွှေတော်မှာကုန်းရရောင်းခဲ့တဲ့သူတယောက်ဖြစ်ကနေရွှေလုံငန်းလောကမှာအောင်သမားကြီးဆိုတဲ့နာမည်တစ်လုံးထူထောင်နိုင်ခဲ့တဲ့ဦးအောင်ကသူကြုံတွေ့ခဲ့ရတဲ့အချိုးအခွေတွေကိုဘလို့ဖြတ်တန်းခဲ့တယ်လဲဆိုတာကိုဒီအစီအစဉ်မှာပြောပြပေးထားတာပဲဖြစ်ပါတယ်။ဝင်းကြီးရှာတဲ့အလုတ်ကိုဘယ်ရွေရဆလုပ်လဲဆိုတော့မြစ်ချိုးရတာပေါ့နော်။6တန်းလောက်မှာပေါ့6တန်းလောက်မှာမြစ်တပိတာတစ်ချက်ပေါ့။မြစ်တပိတာတစ်ချက်ဆိုတော့စနေတုန်းကနေဆိုရင်တိုးထဲမှာဒီမြစ်ချိုးထွက်ရတာပေါ့။ အဲ့တော့အဲ့ဒီအချိန်ကဝင်ငွေစပြီးရအောင်လုပ်တာပေါ့အများကြီးပါပဲဦးအောင်တို့ဟိုဆိုလိုတာចောင်းသားဘွားကလေးကအမေကပတ်စံပေးလိုက်တယ်ပြီးတော့အဲ့ပတ်စံကိုလည်းဟိုသူများတွေကပတ်စံရတဲ့အပြိုင်သုံးတာပေါ့နော်ဦးတို့ဦးအောင်တို့ခေတ်ကျတော့ပတ်စံကိုစုတဲ့ခေတ်မပေါ့အဲဆေးပြားရတယ်ဆိုငါးဖျားသိမ်းသုံးတယ်သိမ်းထားတယ်အဲ့စုထားတဲ့ပတ်စံအငါသားမင်းဒီလားဘယ်လောက်ရလဲစူးဖောက်ရင်ဘယ်လောက်ရလဲအဲ့လိုဆိုအဲ့ဒီဘယ်လောက်ရတဲ့ပတ်စံတွေကနေပြီးတော့အမေကဘယ်လောက်ထပ်ထည့်ပေးမလဲဆိုတာရှိတော့ ကတူရစီရရမယ်ပတ်စံလေရခြင်းတယ်ကိုကလည်းစုမှာပေါ့ဆိုတော့အစုများများစုရင်များများထည့်ပေးတာဟောနည်းနည်းစုရင်နည်းနည်းထည့်ပေးတော့အဲ့စုတဲ့အချင်းကလည်းငငယ်လေးကလေးကအမေတို့ပတ်ဝန်းကျင်ကဦးလေးတို့လုပ်ပေးခဲ့တာပေါ့ငငယ်လေးကလေးကရွှေတန်ဖြစ်ချင်တာလားရွှေတန်စိတ်ကူးတဲ့လားမဟုတ်ပါဘူးပတ်ဝန်းကျင်အရာပြောင်းလဲလာပြီးတော့ရတဲ့ဟာကိုပဲလုပ်ခဲ့ရတာကိုတကယ်ဖြစ်ချင်တာဒီဝန်ထမ်းတယောက်အဲဝန်ထမ်းဖြစ်ပြီးတော့အရာကြီးကြီးဖြစ်မဲ့ဝန်ထမ်းလုပ်မဲ့ရရကြရဇာတ်ရုပ်ကိုလုံရင်တန်းလန်းနေပြီးတော့ဝါသနာပါတာပေါ့ ဘွားအထိုးကွင်းမှာဗာလဲပြောရင်ဥအောင်ရဲ့အဲအဖေကအဲတောကောင်းဆိုတော့အဲဘလိုပြောရင်သူ့ဒီနယ်မှာတော့ဘီးနယ်တောကောင်းတစ်ခုဆိုတာအဲအခုခေတ်လူပြောရင်တော့ဒူရဲအုပ်လောက်ပေါ့နော်တပွင့်အရှိလောက်တဲ့ဟာမျိုးလောက်ပေါ့နော်အဲအရာကြီးပေါက်စားလေးလို့ပါအဲ့တော့အဲ့ဒီမှာဝင်းဝေးအရန်ကောင်းတယ်ဘုန်းဆိုအဖေလုပ်ငန်းကြီးကအဲ့မှာတောကောင်းကပြုတ်သွားတဲ့အခါကျတော့အဲဥအောင်တို့ဘွားတွေကချက်ချင်းပြောင်းသွားတယ်အဲ့မှာရှိတဲ့ငွေကြီးလေးတွေနဲ့ဟာလာညီခွဲဝယ်တယ်နွားဝယ်တယ် เนาะအကုန်လုံးအဲ့မှာဥအောင်တို့ဘဝတွေအကုန်လုံးက6လက်မတင်းခိုးရတာတို့မြစ်ချူရတာတို့ချက်ချင်းပြောင်းသွားတယ်ခြေတန်းမအောင်ငင်ကလေးကလောကကြီးကဘဝနှိမ့်နှိမ့်ကုတ်ပြီးသားအဲ့တော့အခုအဖေတော်ကောင်းကနေပြုတ်သွားတဲ့ဟာဒီပရမအချိုးအကွေဒီခြေတန်းမအောင်တဲ့အခါမှာဥအောင်ကဟလာဘဝအချိုးအကွေတခုထပ်တွေ့တယ် မိစီမှာအဲ့ဒီကုံစိမ့်လာဝယ်တဲ့ဘိုးတော်တယောက်ကကွန်စားတယ်။သူကွန်းရဝယ်တဲ့ဟာကိုကိုကဝယ်ပေးတယ်။သူကကိုစီကကုံစိမ့်နေဝယ်တယ်။ဒါပေမဲ့တမ်းမှန်အောင်မဟုတ်ဘူးလေ။အဲ့ဒီကလေးကကိုသာသူကစုံရလာဝယ်တော့မယ်လို့အဲ့လူချင်းလာပြီဆိုကြတဲ့ဟိုကကိုကွန်းရဆိုင်ကိုသွားပြီးတော့ထုံပပရှားတယ်ဗျ။အတူလာနေတဲ့ပြန်နဲ့သူလွတ်တဲ့ဦးလေးပတ်စံတော့မပါဘူးပေါ့။ကွန်းဆိုင်ကတော့ဟာခမရကွန်းဆိုင်ကလည်းသူတွေရောင်းနေတာပဲလေ။အဲ့တော့ကွန်းဆိုင်ကဆိုတော့အဲ့ကျွန်တော်ဖောက်တယ်လာမယ်ဘူးကျွန်တော်ဦးလေးလာမယ်လို့အဲ့တော့ကွန်းဆိုင်ကသွားပြီးရော့လူတယ်ဟာ။ မင်းပက်ဆန်အာပက်ဆန်တော့ဘယ်ရှိမှာလဲဗျာခမရမဟုတ်လေလာရင်ခိုင်းမှာပဲအဲ့တော့ကျွန်တော်ကကြိုဝယ်ထားဆိုတော့သူကကို့ကြွေသွားပြီလူခမရလို့ဘာဘူးလို့ဒီဈေးမစစ်တာလဲကို့ဖုတ်ကန်တော့အမေစီဈေးဝယ်ရင်လို့ကိုစုံးရဲ့တကြက်ဖို့၄စီးဆို၅စီးတောင်းတယ်ဒါကို့မြင်တာသူကအဲ့လိုမဟုတ်ဘူးတကြက်ဖို့၄စီးတော့ကြီးမြိုင်အစည်းတရာထဲလိုက်ဟောဗျာဒီလိုတော်တော်အားရပါပဲဗောခမရစစ်လေးလို့ခမရအမေစင်ဆိုဖေးအောင်နဲ့စင်မနေဘူးတဲ့ မင်းတို့စီဝယ်သွားတာတကြက်ဖို့၄စီးတယ်ဟိုကျတော့ငါတစီးတစ်ချက်ရောင်းရတယ်ဟာဟိုနရွက်တွေပါထောင်သွားတာခမဟုတ်ကလားအဟုတ်ကဲကွာခါဘယ်သွားကြအောင်ရွှေတော်ဆိုခုကလည်းကိုကြားလိုက်တာရွှေတော်ရွှေတော်ဆိုတာပါရွှေတွေဘလူပေါ်တယ်မလုပ်လို့ရတယ်ဟာအမေကျွန်တော်ရွှေတော်စိတ်ဝင်လာတယ်အဲ့လူနဲ့ဈေးရောင်းဟင်းမြေခန္ဓာကူကပေါင်တရာတော့ပြည်တာမို့လူကပင်ချောချောနင်းပါသွားလုံးမှာတော့ရွှေကျင်လို့လည်းမဖြစ်ဘူးလို့ကိုစဉ်းစားတာပေါ့နော်။ तू ကောစားတယ်ကိုကိုရဆိုင်ကိုကြည့်တဲ့အခါကျတော့လေဘာပဲပြောပြောကိုရဆိုင်မှာအရင်နေ့မှတိတ်ပြီးကြကိုုံကုံရဲ့ကိုုံရွရဲ့ကိုုံသီးရဲ့ဆိုရပြီလေအကျိုးကိုုံရရောက်မယ်ဗျာလို့ရရင်မရဘူးလားဆိုတော့ဟာဟိုဘိုးတော်ကလေဟဲ့မင်းလည်းတကယ်ပြောတာလားတဲ့ဟာတကယ်ပြောတာပေါ့လို့ကျွန်တော်ရွှေတော့လိုက်ပြီးဈေးရောက်နေတာလို့ကျွန်တော်ရွှေရွှေတော့မတူးနိုင်ဘူးငါလည်းကွန်းစားတယ်ကွာဒါပေမဲ့ဖောက်တယ်တယောက်ရတာပေါ့တဲ့ဟာโอเคပေါ့အဒီမာတွေသူနဲ့ကိုယ်နဲ့ဘောတာဖြစ်နေပြီလေဟာရတယ်တဲ့မဲ့ငါလိုကွန်းစားတဲ့လူတွေအများကြီးမဖောက်တယ်ဆိုတော့သူနဲ့လိုက်သွားတဲ့ကအူအောင်လို့ရွှေတော့ရောက်သွားတယ်ပေါ့ ရွှေတော့ရောက်ဖို့ဆိုတာလဲပထမဆုံးအချိုးကွေးဆိုလဲဟုတ်တယ်လေဟိုဘာပဲပြောပြောဒီရွှေရွှေဆိုင်တစ်ခုဖွင့်နိုင်ဖို့အတွက်ကိုရွှေတော်ကရွှေထွက်တာဘူးအဲ့တော့ကအဲ့လူကြီးကိုကိုကအဲ့လိုအင်တာဗျူးမမေးဘူးနဲ့ခင်ဗျားဘာလို့ဈေးမစစ်တာတော့အဲ့ဒါမပြောခဲ့လို့ရှိရင်ဘယ်လိုလုပ်ကိုကသိမှာတော့အရွှေတော်ဆိုတာရွှေတွေပေါ်တယ်မင်းတို့ဒီမှာဟာလာတကြက်ဖို့ငါးစီးရဟိုမှာတစ်စီးတစ်ချက်ရောင်းတာတော့မှငါကဘယ်လိုမြတ်တာပေါ့ ့သူကလည်းရိုးရှင်းရှင်းပြောပြလို့ပေါ့နော်ရွှေတော့ရတော့ကွန်ရောင်းတယ်အဲကွန်ရောင်းရင်တလန်တဲ့ဒီကွန်ရောင်းလို့အစဉ်ပြေးနေတဲ့အခါမှာကွန်ရလာစားတဲ့ရွှေကုံတွေဦးအောင်ခင်အောင်ပေါင်းလိုက်တယ်လေအနုတ်လာရလဲရင်နဲ့ကွန်စားတဲ့ရွှေကုံတွေဦးအပိုင်ခင်အောင်ပေါင်းလိုက်တာအဲသူ့စီလည်းလာပို့ပေးတယ်အဲကွန်တုတ်လည်းပို့ပေးတယ်နောက်ပတ်ဆံဦးလည်းသူ့စီအပ်ထားတယ်ဆိုကို့ခင်မီပေါ့အခင်တဲ့အခါကျတော့အဲသူနဲ့မန်းလေးသွားတဲ့အခါဆရာကျွန်တော်လိုက်ပြရသေးဆရာတို့ရွှေတော်သွားလို့ရှိရင်ရွှေတော်ကနေမန်းလေးကိုဘယ်လိုဆို သူတို့ကတာမန်ကွန်းရရောင်းတဲ့အောင်ကဒီရွှေလောဘူတွေတို့ရွှေဆိုင်တွေတို့ဟာလာရွှေဆိုင်တန်းရောက်ဖို့ဆိုတာလွယ်မှမလွယ်တာဘူးတော်ရှိရွှေလောဘူအလုပ်လုံကြီးတစ်ခုထဲမှာဝင်ဖို့ဆိုတာမလွယ်ဘူးလေဒါပေမဲ့ तू ပါလာတဲ့ခါကျဟာဒါဒါကျွန်တော်တပည့်လေးပါသူတို့ကလူငယ်တွေလည်းပြောနေတာအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ရဲ့ဒါလေးကျွန်တော်တပည့်ပါဆိုတာအဲ့ဒီလူတွေအရင်နေပဲရွှေရောကိုရောက်သွားတယ်ရွှေရိုင်းဝယ်ဖို့အခွင့်အရေးတွေရလာတယ်အဲ့ဒီအခွင့်အရေးတွေရဖို့ဆိုတာရွှေကုန်တွေကခေါ်ပြီးတော့ဟဲ့အမေကိုရအောင်တဲ့ကောင်ကရွှေပညာသင်ပေးမယ်ဘယ်ပေးမလဲသမီးရဲ့ ကိုကဒီရွှေပညာသင်ပေးခြင်းအောင်ကိုဆရာကိုတလီတစားဆက်ဆံရတယ်အဲသူနဲ့ခင်အောင်မယောင်ပေါင်းရတယ်အဲသူ့ရဲ့အဆုံးအမတွေနောက်ဆုံးမဆရာဘီယာတောက်တယ်ကိုကငိုတို့ထိုင်ပြီးမတောက်ဖဲနဲ့နေရတာလေဟုတ်တော့ဟာအောင်မင်းလည်းတောက်ကြည့်ကွာတကွဟာဆရာကျွန်တော်မတောက်ဘူးဗျအာပတ်စံဟောဆရာကျွန်တော်ပတ်စံလို့ကျွန်တော်ထမ်းခဲ့မယ်အဲ့တော့အပင်မန်းခံတယ်သူတို့နဲ့အဲ့လိုသွားပါများခင်မာများလာတော့ကိုကကာရိုက်တာကိုသူတို့သိလာတာပေါ့ကိုဖြစ်နေတာဗာလဲပြောရင်ငါးပြီးပါဆင်းရဲပြီဟလာငါ၁၀တန်းမအောင်ဘူးအဲ့တော့ငါ ပတ်စံရမှာဖြစ်မယ်။ကိုယ်ရရောင်းရင်တော့ငါမချမ်းသာဘူး။ရွှေကုံတွေဖြစ်ရင်တော့ငါအတွက်တော့ကောင်းမယ်ပေါ့။တကယ်ကြတော့ဘူကောင်ထွက်သွားတော့အကူလည်းအဲ့လိုပဲပေါ့နော်။ကိုန်းထုတ်ပူရင်တလန်နဲ့ဟာဆရာတယောက်ထဲလားရွှေတိုင်နဲ့လူတွေကလည်းရှာတယောက်လည်းမရှိဘူးလားဆိုတော့ဟာမရှိဘူးကွာတဲ့ဒီလိုပဲလူတွေဆိုတာတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ထွက်သွားပြီးတယ်ဒီကောင်နဲ့ဆိုတော့ဟာဆရာအဲ့လိုဆိုရင်ခုနရွှေမီးဖုတ်တာတွေအဲ့ဒီကောင်လုံးမဲ့အလုပ်တွေအကုန်လုံးကိုဥကဝင်လုပ်ပြလိုက်တာ။ဟာဆရာအန်ဟောဟာမင်းကဒါလေးလုံးထက်လာတယ်။အဲ့လိုဆရာမန်းလေးမန်းလေးတော့ကျွန်တော်က ရဆိုင်လုံတာကြာပြီဟာအဲ့လိုဆိုလုတ်သွားတယ်ဆိုတော့အဲ့ဒီမှာနေအဲ့ဒီရွှေတိုင်ထဲမှာကိုကအလိုလိုနေရင်းနဲ့ဟိုအလုတ်သမားပုံစံပေါ့နော်အဲ့ဒီကလေးကရွှေတင်ရွှေအရိုင်းဝယ်တဲ့အတက်ပညာကိုဆရာစီကနေကိုကတက်သွားတာပေါ့ငါတရေတော့ရွှေကုန်တယ်ဖြစ်ရမယ်ဒါပေမဲ့ငါအရင်ကြီးလိုတယ်အရင်ကြီးဘယ်လိုရှာမလဲလို့တွေးနေတာပေါ့နော် ာမရှိခင်မှာဒီရွှေဆိုင်မှာကိုကဝိုင်းလုတယ်ဆရာနဲ့မျိုးတွေလိုက်တယ်အဲ့တော့ဒီသူ့လက်ထောက်ထွက်သွားတဲ့အခါမှာကိုကသူ့လုပ်ငန်းကိုတော်တော်များများဝိုင်းလုတော့ထဲထဲဝင်ဝင်တက်သွားတာပေါ့အဲ့တော့ခုနသမီးမေးတယ်အဲ့လိုနဲ့ရွှေဆိုင်စဖွင့်တာလားဒီပညာလာတက်တာသမီးရဲ့ပတ်စံမှာမရှိတာဘယ်လိုလုပ်လို့မောင်ရွှေဆိုင်ဒီဇိုင်းဆိုတာလွယ်မမလွယ်တာသူတို့စကားလက်ဆောင်ကြလို့တနေရာရောက်တဲ့အခါဟာနေဦးခင်ဗျဇေယကွင်းကအောင်အောင်ကတော့လုပ်ငန်းလဲကျွမ်းကျင်တယ်ဒီကောင်လဲရွှေဆိုင်ဖွင့်ကျင်တာယူနေတာခင်ဗျလည်းပတ်စံရှိတယ်ခင်ဗျတို့နှစ်ယောက်ရှယ်ယာလုပ်ပါလား ဲ့တော့မန်းလေးရဲ့တထေးရဲ့ဥညူကဟုတ်ပြီကျွန်တော်အဲ့လိုဆိုရင်အဲ့ကလေးနဲ့လုံမယ်ဒါပေမဲ့အဲ့ဒီကောင်ကကျွန်တော်ပတ်စံလေရင်ခင်ဗျဘယ်သူတောင်းယူမှလဲပြဿနာအစားပြီလေအဲ့တော့အရင်ကြီးဆိုတာအဲ့ဒါပဲအဲ့မှာကိုမန်းကြီးဆိုတဲ့ဆရာကခင်ဗျားလုံအောင်အောင်ကိုကျွန်တော်တောင်းယူတယ်အဲ့မှာနေဦးအောင်ကအဲ့ဒီဦးမန်းကြီးရဲ့အာမကန်ကျဲနဲ့ခုနဥညိုရဲ့တသိန်း9000ထုတ်ပေးတာနဲ့ရွှေကုန်တွေစဖြစ်တာရွှေရောမှာကိုညာရောင်ရင်တန်လမ်းပဲအထုတ်ရှာတယ်ပညာသင်တယ်အဲ့ဒီမှာပဲကိုရဲ့ဘဝရဲ့ရိုးသားမှန်ကန်တာကိုတိဆောက်ထားတာ အဲဒါလည်းဒုတိယအချိုးအဝယ်ပဲဆိုလိုတာဥအောင်အဲ့လိုရွှေပထမဆရာနဲ့အဲ့ဒီပတ်စံထုတ်ပေးတဲ့လူနဲ့လှုပ်လိုက်တယ်အဲအောင်မြင်တယ်ဟဲ့လားအောင်မြင်တော့အရင်တော့ဥအောင်ကကိုင်းရရောင်းတော့ကိုပိုင်အိမ်မရှိဘူးပေါ့နော်အဲဒီလူကလည်းကိုတသက်လုံးငွေထုတ်ပေးပြီးတော့သူနဲ့ကိုနဲ့တသက်လုံးရွှေတွဲဝယ်ရမယ်လို့ထင်တာဒါပေမဲ့80ဆက်ရှိအရေးခင်းလည်းဖြစ်ရောဒီလူကသူ့ပတ်စံထုတ်သူပိုက်ပြီးတော့ဟာတဲ့ပတ်ဝန်းကျင်ကလည်းအချိန်နေမကောင်းလူညွေးမရှိဘူးသူ့ပတ်စံထုတ်သူပိုက်ပြီးတော့ပြန်သွားရောဟာဟိုဟာကောင်ကြီးဖြစ်ရော ဲ့နဲ့ဥကဘာလို့ကိုင်းရပြန်ရောင်းရလဲအဲ့လိုဆိုလိုတာတွက်ကြည့်လေရွှေကုံတွေဖြည်ပြီးသားလူကကိုင်းရပြန်ရောင်းရတာတပီဘလောက်ခဲရင်လဲအဲ့တော့ဥအောင်သူကားအဲ့တော့ခုနပြောလို့ကားခိတ်မှုလဲလုတ်တယ်ပတ်စံရတာမှန်တယ်များအကုန်အဲ့တော့80ချီအရေးခင်းမှာဘာမှမရှိတော့ဘူးလူတွေလည်းစီးပွားတွေပြက်ကြပြန်ရ ဥအောင်တို့အခုနေတဲ့ဇေယကွင်းရွာရဲ့နောက်ထပ်9မိုင်6မိုင်လောက်မှာရွှေကွက်ရအစ်တတစ်ခုပေါ်ရောပေါ်တော့ဟာရွှေတအားရတယ်ရတယ်ရတယ်ဆိုတော့ရွှေပြန်ဝယ်ခြင်းနဲ့စိတ်ကပေါက်လာပြီလေဒါပေမဲ့လုံနေရတာကွန်းရဘာလို့ကိုယ်ရွာမှာဆရာရဲ့ဆိုင်ရှိတယ်ကိုယ်တည်းချမ်းသာတဲ့လူရှိတော့ကိုကရွှေတူးတဲ့ဘဝကနေပြီးတော့ရင်းနေမရှိတော့တဲ့အချိန်မှာအဲ့ဒီကွက်ရကိုသွားကြည့်တဲ့အခါကျတော့အဲ့လိုပဲဟာလူတွေစီကားပြီးတော့ဟာအုံအုံနဲ့ဟာကွက်ရဆိုဟာโอเคအဲ့ဒါမိမနဲ့တိုင်မနဲ့မိမလူလူပဲရွှေကွက်ရအစ်စ်ပေါ်တယ်လို့ငါရွှေဝယ်သွားခြင်းနဲ့ဟင်းရွှေဝယ်သွားမှာတော့ပတ်စံဘဲမှာတော့ ਨੇ ပန်းစံကရှိတော့မရှိဘူးကွာအဲ့ဒါနဲ့ဥောင်းမိမနဲ့တိုင်မင်တော့နေဦးနဲ့တော်တယ်လို့လုတ်ပါလားတဲ့ဟိုအမျိုးသမီးဟာလည်းဥောင်းဘဝမှာပေါ့နော်အများကြီးအထောက်ပံ့မှာအဲ့ဒါနဲ့နောက်တနေ့ကအိမ်ကိုပေါင်လိုက်တယ်အဲနောက်တခါအဲ့လိုပဲရွှေဝယ်ရင်းနဲ့ဖောက်တဲ့တနေ့မှာသွားရောင်းတော့အဲ့ရွှေကိုရွှေဝယ်တဲ့ဆရာကလည်းအခုနောက်တဲ့2000ကျပ်ထုတ်ပေးတယ်အဲ့မှ9000လောက်ရလာအဲ့မှနေလိုရင်းလိုရင်းကြိုးစားရင်းနဲ့တခါအဲ့ဒီဇေယျကွင်းမှာမဟုတ်ဘဲနဲ့ဇေယျကွင်းနဲ့၄50မိုင်လောက်ဝေးတဲ့နေရာမှာကိုကအများကြီးကြီးပွားပါတယ် ဇေယခွင်းကနေနောက်ဂျီတော့ပေါ့ဂျီတော့ပေါ့မှာငါအရင်အစဉ်ပြေပြီးတော့တက်တက်လုံးဒီလိုထင်ခဲ့တာအဲ့မဲ့ထောင်လိုင်းရေးခေမှာထောင်လိုင်းရေးတွေရောက်လာပြီးတော့အကုန်လုံးထောင်လိုင်းရေးတွေနဲ့ပေါင်းပြီးတော့ငင်းညမ်းရေးဖွဲ့ရဦးအောင်လိုရှိုးဝဲလိုင်းစင်းတွေတိတ်ပြီးတော့ဦးအောင်လိုရှိုးတိုင်းတွေပိတ်ခိုင်းလိုက်ပြန်ရောအတခါအချိုးခွေတခုဖြစ်သွားပြန်ရောဒါပေမဲ့အဲ့အချိန်မှာတော့ကားတွေဘာတွေဝင်နိုင်တဲ့အချိန်တွေရောက်သွားတယ်ပေါ့တော့ကိုစဉ်းစားတယ်ရွှေဆိုတာဒီဂျီတော့ပေါ့တို့ရွှေတော့မှာမဟုတ်ဘူးမန်းလေးမှာရောလှုပ်ဆိုင်ရောမရဘူးလားအဲ့တော့အဲ့ဒီငင်းညမ်းရေးအဖွဲ့ရတာတကယ်လို့ မနစ်ကိုခဲ့ခဲ့ဘူးကိုအောင်တို့လိုင်းစင်မသိမ်းခဲ့ဘူးဆိုရင်ကိုအောင်ရွှေတော်မှာပြောမှာမန်းလေးတက်ရင်ရောမရဘူးလားအဲ့ဒီမှာရွှေတော်ကလူတွေအကုန်လုံးကိုမန်းလေးကိုလာရောက်ဒီငင်းငင်းရေးဖွဲ့တွေထဲမှာခဲ့ဈေးနှိမ်နေအကွာစတီကာတွေပေးမန်းလေးမြို့တက်အဲ့မှာမန်းလေးရောက်ဖြစ်တာပဲ မန်းလေးရောက်တဲ့ခါကျတော့လေဥပ္ပံစဉ်းစားတာပေါ့နော်ဟိုရွှေလဘူတဖို့ဖွင့်တော့မယ်ဆိုရင်မန်းလေးစရောက်တာနေ့တပြိုင်နက်မန်းလေးမှာကျတော့ပုံစံပြောင်းသွားပြီတင်ဗျာမန်းလေးမှာတုန်းကရွှေတော့မှာတုန်းကရွှေအရန်ကောက်လို့ရတယ်ဒါပေမဲ့မန်းလေးမှာကျတော့အဲ့လိုလက်လီလက်စားတရွေးနှွေးရောင်းမဲ့လူမရှိတော့ဘူးလာမှာတစ်ချက်သားတို့ငါးချက်သားတို့တစ်ဆယ်သားတို့လာတော့မှာ ਉ အဲ့တော့မန်းလေးမျိုးကိုငါရွှေ့မယ်ရွှေ့ရင်ကဲဟုတ်ပြီဒီ ်ကုံသင်းရောင်းတဲ့အောင်အောင်နေပြီးတော့အစင်းစင်းရွှေရောအိမ်ပေါင်ခဲ့ပြီးခါအောင်မြင်လာပြီးကားတွေပါဝယ်စီးနိုင်ပြီးဒီကမှာအခုလုပ်ငန်းဆုံးလုပ်ပြီးမန်းလေးပြောင်းရမယ်ဒါပေမဲ့အဲ့ဒီရွှေရောမှာကားတွေအိမ်တွေရောအကုန်ရောင်းရင်ကိုမန်းလေးမြို့မြေခွဲတစ်ခွက်စာမရှိပြန်အဲ့တော့အဲ့ဒီမှာနေဦးကမန်းလေးမြို့မှာနေရာလေးရတာပေါ့အဲ့မှာရွှေလော်ဘိုးလေးစထောင်ပေါ့အဲ့ဒါရွှေလော်ဘိုးစလုံရင်းလုံရင်းနဲ့အောင်မြင်လာတဲ့အခါမှာရွှေလာလော်တဲ့ကုံတွေတွေလည်းဦးအောင်တို့ကခုခေတ်လိုပေါ့ဟိုမီဒီယာဆိုတာက ဟိုလုပ်ငန်းအောင်မြင်ရင်လည်းလူတွေမီဒီယာအသုံးချရမယ်ကြော်ညာအရန်အရေးကြီးတယ်ကိုမှန်ပါတယ်ဆိုတာအိမ်ထဲတွင်អော်နေလို့မရဘူးလမ်းထွက်អော်မှဟာလာ TV နဲ့អော်မှဟာလာခုနအင်တာနက်နဲ့អော်မှချွေရမုံရွာလာတာဆိုတော့မုံရွာကားဂိတ်ဆိုတော့22လမ်းကားဂိတ်ကမုံရွာကားဂိတ်နဲ့ဟာပြိဿာကနှစ်ဆဖြစ်သွားတယ်အချွေလိုဘူးဖွင့်လိုက်တယ်အချွေလိုဖွင့်တဲ့ကရွှေတွေအရန်ဝင်လာတဲ့အချိန်မှာကိုကချွေရသူများချွေတိုင်းမှာတဆင့်ပြန်ရောင်းရတာဟိုရောင်းတော့ဒီရွှေအတုံးခဲတွေဆိုတာနောက်ဆုံးလမ်းဆုံးကဘာလို့ဆိုရင် လက်ဝဲကျန်နာရောင်းတဲ့လက်စွပ်ဆွဲကြိုးလုပ်တဲ့ရွှေတိုင်းတွေအဲ့တော့ရွှေတိုင်းတွေသွားသွားရောင်းရင်ရွှေတိုင်းတွေတော်တော်များများကညက်နေကြမှာငွေပေးတာများတယ်အဲ့တော့နေ့စဉ်ထွက်သမျှရွှေအကုန်လုံးကထွက်ပေါက်ကရွှေတိုင်းဆိုတာဟုတ်ပြီနော်ရွှေတိုင်းကချက်ချင်းလက်ငယ်ကြီးရွှေပိတ်တာတွေချီပြီးတော့ရွှေတိုင်းကြီးဖြစ်လာတာမဟုတ်ဘူးပေါ်တာလက်ခံတယ်ငါကြတာနေတိုင်းရတယ်သတိလက်ကလက်ကုတ်တွေကိုယ်တိုင်းလုပ်တယ်ဥအောင်ရောက်ခါဆိုလဲအဲ့လိုပေါ့သူများစီမှာသွားကြည့်ခိုးပေါ့နော်အဲအခုရွှေလော်ဘူဆိုလဲအဲ့လိုပဲသူများစီရကြည့်တက်တက်သွားတင်တာမရှိဘူးပေါ့အဲ့လိုလုံရင် ရွှေတန်ကလုံရင်လုံရင်နဲ့နည်းနည်းချင်းနည်းနည်းချင်းနာမည်ရလာတာပေါ့နော်လူတိုင်းသိဖို့အတွက်မလိုရမလဲဆိုအဲ့ခေတ်ကရတနာဘုံသတင်းစာမန်းလေးမှာနာမည်ပေါက်ဖို့ဆိုရတနာဘုံသတင်းစာမှာကြော်ညာရတယ်အဲ့တော့ကြော်ညာကူကဥပမာဗာကြည့်လဲပြောရင်အဲ့တုန်းကကွန်ပျူတာသင်တန်းတစ်ခုကကြော်ညာထည့်တာကိုဥပမာတော့တွေ့တယ်သူကဘာလုပ်တာကြလဲသူကအမြဲတမ်းသတင်းစာအပေါ်ခေါင်းစည်းကတလက်မလေးသူကနှစ်ပေါက်ယူထားတာလေအဲ့တော့သွားကြည့်တာသတင်းစာကြော်ညာတယ်မှာအဲ့လိုဆိုပြလို့သူ့နေရာမဟုတ်ဘူးနဲ့သူ့ဒီဘယ်ဘက်မှမဟုတ်တရွက်ချာလောက်မှာကျွန်တော်လည်းနှစ်ပေါက်လိုချင်တယ်ပေါ့ ဲ့လိုတက်လက်မလေးဆိုရင်အဲ့တော့သတင်းစာဆိုလှန်ကြည့်လိုက်တဲ့ပြန်ထိတ်စီးရတာတော့မကြည့်လို့မရဘူးလေခေါင်းစဉ်ပါတာဟုတ်အဲ့တော့ဥအောင်လည်းအဲ့မှာသွားပြီးတော့စဉ်းစားတယ်ငါတို့ကြော်ညာထဲပေါ့အဲ့တော့အောင်သမารီကိုဘယ်လိုကြော်ညာမလဲရိုးရိုးရှင်းရှင်းလေးပဲလူတွေကကြော်ညာတယ်ဆိုတာဟာရွှေကြီးအာမခံပါသည်လို့ဟလာရွှေကောင်းပါသည်ဒါစိတ်ဝင်စားအဲ့တော့ဥအောင်ဘာလုပ်လဲအဲ့သတင်းစာအပေါက်လေးထဲမှာဟလာရွှေကြီးပြည့်မှန်အာမခံသည်အောင်သမารီအရော့ရွဲ့ပြီးရင်လက်ခမလို့လက်ခပြီးရင်အရော့ရွဲ့မလို့ 9ရက်အတွင်းပြန်ရောင်းလင်အရော့ရဲလက်ကအပြည့်ပြန်ပေးမိဒါလေးပဲလူတို့ချင်းလေးပဲအဲ့ဒါကိုနေတိုင်းထဲတာအဲ့တော့သတင်းသာဖတ်ကြည့်ပြီးလူတွေဖုန်းနံပါတ်နဲ့ဆိုအဲ့ဒီကလေးကဝန်အောင်မန်းလေးမျိုးပါဟာအရော့ရဲလက်ကနှမျိုးမပေးရဘူးတမျိုးပဲပေးရမယ်9ရက်အတွင်းပြန်ရောင်းရင်မရှုံးဘူးတကယ်လက်တွေလုတ်ပေးလိုက်တယ်ပုံစံရော နေရွှေတော်ကိုစွန့်စွန့်ဆဆပါရောက်ခဲ့တဲ့လူမျိုးတရားရွှေတော်မှာအရင်းကြီးမရှိလို့ဘုန်းရရောင်းရင်းကနေရွှေလောကရဲ့ကိုဘယ်လိုဝင်ရောက်လာခဲ့သလဲရွှေကုံတဲ့တရားရွှေဆန်တိုင်ရှင်တရားဖြစ်ဖို့အတွက်ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကိုကျွန်မတို့အခုနားထောင်နေရတာပါနောက်တစ်ခါဒီမှာလဲဆဲလုံးပိုင်းအစီအစဉ်ကိုဆက်မျောကြည့်ရှုပေးကြပါကျမအချို့လေးပါရှင်အောင်မြင်မှုလေးရောက်နေတဲ့အတွက် UAB, with you on your journey of life.